ယခုသတင်းပတ်အစောပိုင်းကမတာဂတ်စကာကျောင်းနိုင်ငံကိုဆိုင်ကလုန်းမုန်တိုင်းအီနာကိုဝင်ရိုက်တိုက်ခတ်မှုကြောင့်တေဆုံးသူရေထွက်ဟာ38ဦးထိရှိလာခဲ့ပြီးနောက်ထပ်လူ180ခန့်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားသဘာဝဘေးအန်နဲ့စီမံခန့်ခွဲရေးအင်ဂျင်စီကပြောပါရယ် ဒါအပြင်မုံတိုင်းတန်ကြောင့်အိုးရင်စွန့်ခွာထွက်ပြေးသူရေတွက်ဟာ9300ကျော်အထိရှိလာခဲ့ပြီဖြစ်တယ်လို့လည်းသိရပါဗျ။အမျိုးသားတဘာဝ BN ရဲ့စီမံခန့်ခွဲရေးဌာန BNGRC အင်ဂျင်စီကထုတ်ပြန်ခဲ့တဲ့စီးရင်မှာတော့တေဆုံးတန်ရာရသူရေတွက်ဟာမူလကခံမှန်းထားတဲ့၄ဦးတေဆုံးပြီးလူတစ်သောင်းခန့်အိုးရင်စွန့်ခွာထွက်ပြေးခဲ့ရတယ်ဆိုတာထက်တိတိတသာပုံပုံများပြနေရလဲဖြစ်ပါတယ်။မြို့တော်အန်တိုနာနာရီဘိုတခုတည်းမှာလူ3200ကျော်ဟာမုံတိုင်းတန်ခံခဲ့ရတယ်လို့၎င်းအင်ဂျင်စီကအီးမေးလ်ကတဆင့်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဆိုင်ကလုံးမ ုံတိုင်းအင်နာဟောပြီးခဲ့တဲ့မတ်လ9ရက်နေ့ကမတာကက်စကာကျွန်းရဲ့အရှင်မြောက်ဘက်မှာတည်ရှိတဲ့ဝေးလံခေါင်တည်တဲ့ဒေသတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမုံတိုင်းအရှင်ကြောင့်မြေရေရှမ်းမှုတွေဖြစ်ပွားခဲ့တယ်လို့ရေကြီးရေရှမ်းမှုတွေအကြီးအကျယ်ဖြစ်ပေါ်လာနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။အဲဒီဆိုင်ကလုန်းမုံတိုင်းတန်းကြောင့်မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ရတယ်လို့လက်ရှိမှာတော့မုံတိုင်းအရှင်အာရုံသွားခဲ့ပြီးဖြစ်ပြီးအပူပိုင်းလေဖီယာနဲ့ရောင်းအဖြစ်ပြန်လည်အဆင့်သတ်မှတ်ထားခဲ့တယ်လို့သိရပါတယ်။၎င်းလေဖီယာနဲ့ရောင်းဟာအာဖရိကကမ်းလွန်းနဲ့မိုင်250အကွာမှာတည်ရှိတဲ့အဲဒီ ီကျွန်းနိုင်ငံကနေဆုတ်ခွာပြီးတောင်ဘက်ကိုဥတီယူလျားနေရလို့လည်းသိရပါဗျ။လူမှုကွန်ရက်တွေမှာဖော်ပြထားတဲ့ဗီဒီယိုမှတ်တမ်းတွေအရတစ်ပင်တွေအမြစ်ကနေကျွတ်ထွက်ပြီးလမ်းမတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ကအင်ခေါမှုတွေလွတ်စင်ပျက်စီးသွားပုံတွေကိုလည်းမြင်တွေ့ခဲ့ရပါဗျ။ကြက်ချင်းဒီဖွဲ့စည်းရဲ့ပြောကြားချက်အရအဲဒီဆိုင်ကလုံးမုန်တိုင်းဟာ2012ခုနှစ်နောက်ပိုင်းမတာဂတ်စကာကျွန်းနိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့အပြင်းထန်ဆုံးမုန်တိုင်းဖြစ်ခဲ့ပြီးလူပေါင်း9000လောက်ဟာမုန်တိုင်းတံကိုခံခဲ့ရပွဲရှိတယ်လို့သိရပါဗျ။ လက်တလုံးမှာတော့ချက်ချင်းဒီအပွဲဟာမုံတိုင်းတဲ့ဒေသတွေကပြည်သူတသိန်းတသောင်းကျော်ကိုကုန်ကြီးကယ်ဆယ်ဖို့အတွက်စေတနာဝန်ထမ်း900ခန့်ကိုဆေလွတ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။2012ခုနှစ်ကလည်းမက်ဒါဂတ်စကာကျွန်းနိုင်ငံမှာအပူပိုင်းမုံတိုင်းအရီနာနဲ့ဆိုင်ကလုံးမုံတိုင်းဂျီအိုဗန်နာဝင်ရောက်တိုက်ခတ်မှုကြောင့်လူတရာကျော်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်အိန္ဒိယသမုဒ္ဒရာတွေကကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့မက်ဒါဂတ်စကာဟာ2015ခုနှစ်ကစပြီးမိုးခေါင်ရေရှားမှုနဲ့အစားအစာပြတ်လတ်မှုဒဏ်ကိုဆူဆူရွရွကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။